ဒီဇမလ73ရက်နေ့ထာဝရမြတ်တာနဲ့တိတ်ကိုကဲမတနာအောင်မြည်ဟုတိတ်ကိုရွေးနှုတ်သောထာဝရဗျာမိတ်တော်မူ၏ဟေရှာယအနာဂတိကျမ်းခန်းကြီး94ခန်းငယ်ရှင်းကဲ၍သာဗျာခင်သည်တကောအာနုဘောအလုံးစုံနှင့်ပြည့်ဝပြီးတော့မြတ်တာရှင်ဖြစ်ပါကတချို့လူကိုအဘယ်ကြောင့်အဆုံးရှုံးခံနေလဲတို့ဆိုရင်ဘုရားသခင်ဤဗီဇတဘာဝနှင့်ကိုက်ညီမှုမရှိဘူးထင်ရပါတယ် ။ဤနေရာတွင်လည်းဘုရားသခင်ကိုဂဂတနာမသိပဲအကြောင်းချာခြင်းသာဖြစ်ပါ။တန်ရှင်းပြည့်တော်မူသောဘုရားသခင်သည်ရှေ့တော်မောက်တွင်အပြစ်တရားကိုလက်မခံနိုင်ပေ။လူကိုဖန်ဆင်းထားသည့်အပြင်လွတ်လပ်စွာနေထိုင်ခွင့်ပြုထားပြီးတော့ဘုရားသခင်၏လမ်းမှသာဘုရားသခင်စီချင်းကပ်နိုင်ပြီဖြစ်တော်လေ။လူအနေဖြင့်မိမိစန္ဒအလျောက်ရွေးချယ်ပိုင်ခွင့်ရှိပြီးတော့တဘာဝကြသည့်ဆိုးဝါးသောနောက်ဆက်တွဲရလည်းများရရှိမိမှာမလွဲပေ။ လူအချစ်သည့်ဘုရားသခင်နှင့်ဖြင့်မြေသူကိုမှဆုံးရှုံးဆွံ့လွတ်ရန်ဆန္ဒမရှိသည့်အပြင်မိမိတဦးတည်းသောသားတော်ကိုပင်ဆွံ့လွတ်ခဲ့သည်မှာတည်ငောင်းပင်ဖြစ်ပါသည်ချစ်ချင်းမြတ်တာအပြည့်ရှိသည့်ဘုရားသခင်ကြောင့်ကျွန်တော်တို့မြေသူများဆုံးရှုံးမည်မဟုတ်ပေယနေ့အတွက်ဆုတောင်းကြ၏အနန္တတကုရှင်သာရမြတ်နေ့စဉ်နဲ့အမျှအရှင်ရဲ့သားတော်သခင်ယေရှုရဲ့ကြီးနာတော်ကြောင့်သဘောထားကြီးခွင့်လွှတ်တဲ့မြတ်တာကိုခံစားရပါတယ်အာမင် ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ